French boy got me tripping on your skin is always soft how your kiss is always hit သူကဂျပန်ထင်းနေကြတာတကယ်တော့မြန်မာပါလို့ပါနိုင်ပြောလို့ရှိရင် cherry ကမကတတ်ဘူးပေါ့နော် cherry မြန်မာကရန်အားနဲ့ဒါပေမဲ့ cherry အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီ performance ပြရတဲ့၃၀ကန်လေးတွေမှာအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ပေါ့နော်တကယ်တော့ cherry ဒီထက်ပိုပြီးတော့အများကြီးလုံးပြချင်တာပေါ့ ပြည်တွင်းပွဲတွေနဲ့တိုက်သွားတဲ့အခါမှာအပိမှုအနေငယ်ရော့သွားတယ်လို့တော့ cherry ယူစားတယ်ပေါ့နော်ဒါပေမဲ့လည်းနောက်ပိုင်းမှာ cherry ကိုအများကြီးအားပေးလာကြတယ်အဲဒီကိုအားပေးတဲ့ဖန်တွေကအနေငယ်ပဲရှိသည်ဖြစ်စေအုံကျွတ်ဖြစ်သည်ဖြစ်စေစူးစမ်းမှာချယ်ရီတာဝန်ပဲလေနော်ဆိုတော့ဖန်အားပေးမှုနည်းလို့ငါတော့ရော့ပြီးစူးစမ်းမယ်ဆိုတာမျိုးမရှိဘူးချယ်ရီကတော့လုံးဝတရားတိုင်းတော့အပြည့်ပဲလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီဟာကြောက်မို့လို့ပဲချယ်ရီအခုချိန်မှာတော့ဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေချယ်ရီကိုလက်ခံပြီးတော့နားလည်ပေးကြတယ်လို့ချယ်ရီယုံကြည်တယ်ဆိုတော့ချယ်ရီစူးစမ်းခဲ့ရတာတန်ပါတယ် ရသွားတဲ့ miss တွေကိုလည်းဒါမထိုက်တန်မှုမဖြစ်ဘူးနဲ့ချိန်ရတော့မပြောစေချင်ဘူးပေါ့နော်။ဘာဖြစ်လို့ဆိုသူတို့လည်းသူတို့အနေထားသူတို့အရေးချင်းရှိလို့ဒါသူတို့ placement တွေကိုတိတိရကြတာဖြစ်တဲ့အတွက် cherry ကတော့ဒီရသွားတဲ့ miss တွေကိုလည်း supporting ပေးစေချင်တယ်။ပြီးတော့ကျတော့ဒီအခုဆိုလို့ရှိရင် cherry ကတကယ်ကိုအဆင်ပြေပါတယ်ဆိုတော့ဒီ fan လေးတွေကိုလည်း warm နေပါနဲ့လို့ fighting ပါလို့ cherry ကပြန်ပြီးအားပေးချင်ပါတယ်။ ရောင်းနိုင်ရောင်းနိုင်ကိုချယ်ရီကျင်းနဲ့အားရမှုရှိခဲ့တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုချယ်ရီပြင်ဆင်မှုအားလည်းကောင်းခဲ့တာဆိုအကုန်လုံးကိုကျင်းတတ်တယ်။ကိုမျော်မှန်းထားတဲ့အတိုင်းလည်းအကုန်လုံးလုံနိုင်ခဲ့ရဆိုတော့တကယ်ဝမ်းသာပါတယ်။အရင်ကြီးဝမ်းနေပြီစိတ်ထိခိုက်ကြေခွဲပြီးတော့အဲ့လိုမျိုးတွေဖြစ်တာတော့မရှိဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ cherry စတွေကပြောခဲ့သလိုပဲ cherry စိတ်ကိုပြင်ဆင်ထားပြီးသား cherry ရဲ့အဓိက target တီအာ placement ဝင်ဖို့လဲတစ်စိတ်တစ်ပိုင်းပါသလိုအဓိကက cherry အင်တာမှာဘယ်လောက်ထိလုံနိုင်ခဲ့တယ်လဲဘာတွေချပြနိုင်ခဲ့တယ်လဲလူတွေကရောကိုယ်ဘယ်လောက်ထိအသိမြတ်ပြီလဲကိုယ့်ရဲ့စူးစမ်းမှုကရောဘယ်ထိကိုယ်တက်လန်းသွားနိုင်ခဲ့လဲအဲ့လိုတွေကပို့ပြီးတော့ရေးကြည့်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အဲချယ်ရီနေနေတော့ဝင်တာမဝင်တာထက်ပေါ့နော်ဒါအခုဆိုလို့ရှိရင်လည်းချယ်ရီချပြခဲ့တဲ့အရာတွေအားလုံးကလက်ခံကြတယ်ဆိုတော့ချယ်ရီအရင်ပီတီဖြစ်ပါတယ်ချယ်ရီမောမြန်မာအဲချယ်ရီထင်တာကတော့လေသူတို့တောက်လျှောက်မှာချယ်ရီစူးစမ်းခဲ့တဲ့အရာတွေကိုသူတို့သိတယ်ပေါ့နော် တော့နောက်လျှောက်လဲ cherry ကိုအားပေးနေကြတာဖြစ်တဲ့အတွက် cherry ဘယ်လောက်ထိစိတ်နှစ်ထားလဲဘယ်လောက်ထိစူးစမ်းထားလဲဆိုတာသူတို့သိတယ်အချောင်းချောင်းချောင်းဒီ placement နဲ့ရွေးချော်သွားတဲ့အခါမှာလဲဒါသူတို့အနေနဲ့နောက်လျှောက်သူတို့ရဲ့ miss ဒီဘယ်လောက်ထိစူးစမ်းတာကိုသိတဲ့အခါမှာသူတို့လုံးဝစိတ်မပြတ်ဖဲနဲ့အားပေးကြတယ်ဖေးမကြတယ်ဆိုတော့ဒါ cherry ရဲ့စူးစမ်းမှုတွေကိုသူတို့နားလဲတယ်တရားခိုင်နှုန်းလဲသူတို့မြင်တယ်လို့ cherry ကတော့ထင်တယ်ဆိုတော့တကယ်ကျေးဇူးတင်ပါတယ်မြအောင်ကြည့်ပေးလို့ cherry final နောက်ဆုံးမှာဒီ placement မပါတဲ့အချိန်မှာပေါ့နော် cherry တွေးမိတာက cherry fan တွေကိုပထမဆုံးတွေးမိတယ်ပေါ့နော်ဘာလို့ဆိုဒီအချိန်ကွာဟမှုတွေနဲ့သူတို့မနက်လင်းတဲ့အထိသူတို့အေးအေးပြက်ခံပြီးတော့အားပေးနေကြတဲ့အခါမှာအော်ဒီ placement ကိုမပါတဲ့အခါမှာပေါ့နော်သူတို့စိတ်ထဲမှာဝမ်းနေသွားမလားပေါ့နော်ဒီ fan တွေကိုပဲစိတ်ပူတာပါ cherry ကတော့အဆင်ပြေပါတယ် Your skin is always soft how your kiss is always hit how you know to sweat it great so အဲ့ဒီ makeup look ကလည်း cherry ရဲ့ look ကိုအရန်ချိန်သွားတယ်ပေါ့နော်ပြီးတော့သပင်းပုံစံကလည်းဒီ samurai ပုံစံမျိုးလေးဒီလေးညက်ထားတာဆိုတော့တချို့ကဂျပန်ထင်းနေကြတာတကယ်တော့မြန်မာပါလို့ဒါလေးကပေါ့နော် cherry ဟိုလုံးဝလှုပ်ချင်နေခဲ့တဲ့အရာလေးပေါ့နော်ဒါ cherry အများရန် background မှာဆိုလို့ရှိရင်ကဘယ်လိုလေးလှုပ်ချင်နေဆိုပြီးတော့ idea လေးအများရန်ထုတ်တယ်ပေါ့နော်ဒီ supermodel challenge မှာကြတော့အဲ့လို ဒီလေးနဲ့လှုပ်ချင်နေပေါ့နော်ဆိုတော့ cherry ရဲ့လှုပ်ချင်တဲ့အရာလေးကိုဒါ cherry နောက်က team ကလည်းအကုန်လုံးကပံ့ပိုးပေးကြတယ်ဆိုတော့ပြပြမြောက်မြောက်လေးအဆင်ပြေပြေလေးအောင်မြင်လေးဖြစ်သွားခဲ့ပါတယ်အဲ့တော့ profile တွေအကုန်လုံးမှာလိမ္မော်ရောင်တွေဖြစ်နေတာကြတော့ဒါကတော့ cherry ရဲ့ team cherry ဆိုတဲ့ group ရှိတယ်ပေါ့နော် cherry ကိုအားတက်အောင်လို့ဝင်ရအားပေးကြတာပေါ့နော်ဆိုတော့အဲ group ထဲမှာဝင်ပြောလိုက်ဆိုလို့ရှင်ဘာသူပြောမှန်းတော့မသိအောင်အကုန်လုံးလိမ္မော်ရောင်တွေဖြစ်နေတော့လေ အဲဆင်းဆူပရီပရီလင်းမှာပေါ့နော်တော်တော်များများသတိထားမိတယ်ကြိုက်ကြတယ်ပြီးတော့ကျတော့ဒီစူပရာရဲ့နောက်ခံ background ရောင်းနဲ့ကိုဝစ်ထားတဲ့ evening gown စေရောဒီဆင်းဆူရောင်းနေတော့ဟပ်ပြီးတော့အရမ်းပဲအဲတချို့ကဆိုလို့ရှိရင်ဒါကိုညလို့ပြောကြရပေါ့နော်အဲ့လိုမျိုးဒီအဲကိုချစ်ပေးကြတယ်ပြီးတော့ကိုချပြတဲ့အရာလေးတွေဒီ post တွေ work တရားစာသူတို့တွေသဘောကျကြတယ်အများကြီးလဲဝင်းရလာကြတယ်ပေါ့နော်ဆိုတော့ဝမ်းသာပါတယ် NC လေးကလည်းဒါပေါ့နော်ဒီ team ကနေပြီးတော့လုံးဝဒီ organization ကနေပြီးတော့လုံးဝ season ပေးလိုက်တယ်။အာဒီ make up သဘင်လဲကိုကိုတိုင်းလေးကြည့်ပြီးတော့ကိုကိုတိုင်းပဲလိမ့်ငယ်ထုံးခဲ့တယ်ပေါ့နော်။ဒီဟိုဘက်ကကျတော့ဒီမြန်မာစတုံးတွေကျတော့သူတို့မပိုင်နိုင်ဘူးလေမပိုင်နိုင်ဘူးဆိုတော့ဒီမြန်မာစတုံးတွေပြီးတော့ကျတော့ make up ကအစပေါ့နော်။ဒီတကယ်အငိမ့်မင်းသမီးတယောက်လိုမျိုးဖြစ်အောင်လို့ cherry တေချာလေးကိုပြင်ဆင်ပြီးတော့ရှိမှလည်းလေ့ကျင့်ခဲ့ရတယ်ပေါ့နော်အဲ့ဒီ time ပဲ cherry လိမ့်နိုင်ထုံးနိုင်ခဲ့ရတယ်ပြီးတော့ performance ဆိုလို့ရှိရင်အမှန်တိုင်းပြောလို့ရှိရင် cherry ကမကတတ်ဘူးပေါ့နော် cherry မြန်မာကရန်အားနဲ့ဒါပေမဲ့ cherry အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီ performance ပြရတဲ့သုံးဆက်ကန်လေးတွေမှာအကောင်းဆုံးလုံနိုင်ခဲ့တယ်ပေါ့နော်တကယ်တော့ cherry တစ်ထပ်ပို့ပြီးတော့အများကြီးလုံးပြချင်တာပေါ့ပါဒါမဲ့အချိန်ကန့်သက်လေးတွေရာလည်းရှိခဲ့တာဆိုတော့လေဒီ၃ဆက်ကန့်အတွင်းမှာချယ်ရီတို့ဒီအမြန်လေးလှုပ်လိုက်ရလေးရှိဒါပဲပရိသတ်တွေကချယ်ရီစူးစမ်းထားတာကိုမြင်အောင်ကြည့်ပြီးတဲ့တွားချယ်ရီရန်လဲဝမ်းတာပါတယ်ဟိုဖန်လေးတွေကိုအဓိကပြောချင်တာကတော့ဘောနော်ဒါအမ်ဘယ်လိုပြောရမလဲ ိုယ့်ရဲ့ miss ကအကောင်းဆုံးစူးစမ်းခဲ့ပြီးပြီရလကတော့ဒီလိုထွက်လာတယ်ဒီအရာမှာပေါ့နော်သူတို့လက်ခံစိတ်ကိုမွေးစေခြင်းနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတခြား miss တွေရသွားတဲ့ miss တွေကိုလည်းဒါမထိုက်တန်မှုမဖြစ်ဘူးနဲ့ချိန်ရတော့မပြောစေခြင်းဘူးပေါ့နော်ဘာဖြစ်လို့ဆိုသူတို့လည်းသူတို့အနေထားသူတို့အရေးချင်းရှိလို့ဒါသူတို့ placement တွေကိုတည်တည်ရကြတာဖြစ်တဲ့အတွက်ချယ်ရီကတော့ဒီရသွားတဲ့ miss တွေကိုလည်း supporting ပေးစေခြင်းနဲ့ပြီးတော့ကျတော့ဒီအခုဆိုလို့ရှိရင်ချယ်ရီကတကယ်ကိုအဆင်ပြေပါတယ်ဆိုတော့ဒီ fan လေးတွေကိုလည်းဝမ်းမနေပါနဲ့လို့ fighting ပါလို့ချယ်ရီကပြန်ပြီးအားပေးခြင်းပါတယ်ပြည်တွင်းပွဲတွေနဲ့တိုက်သွားတဲ့အခါမှာအားပေးမှုအနေငယ်ရော ော်သွားတယ်လို့တော့ cherry ယူစားတယ်ပေါ့နော်အဲဒါပေမဲ့လည်းနောက်ပိုင်းမှာ cherry ကိုအများကြီး အားပေးလာကြတယ်ဒါပြည်တွင်းပွဲတွေဆိုတာလည်းသူ့အချိန်နဲ့သူကျင်းပမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီရွေဝင်နာထွက်မှသာဒါသူသွားမဲ့အချိန်နဲ့ဒီဝင်နာရဲ့ train training ပေးရမဲ့အချိန်နဲ့ဝစ်ဆောင်စီစဉ်ရမှာတွေဆိုတာလောက်ရမှာဆိုတော့ဒါတွေကလည်းအချိန်တွေကို postpone လုပ်လို့မရဘူးဆိုတော့ဒီအပေါ်မှာလည်းဒါလက်ခံနဲ့နားလဲတယ်ဖြစ်လဲဖြစ်တဲ့ဆိုတော့ cherry လဲ cherry ဘက်မှာ cherry အပိုင်းမှာဒီကိုယ်အားပေးတဲ့ fan တွေကအနည်းငယ်ပဲရှိသည်ဖြစ်စေအုံကျွတ်ဖြစ်သည်ဖြစ်စေစူးစမ်းမှာ cherry တာဝန်မဲလေနော်ဆိုတော့ fan အားပေးမှုနည်းလို့ငါတော့ရော့ပြီးစူးစမ်းမယ်ဆိုတာမျိုးမရှိဘူး cherry ကတော့လုံးဝတရားတိုင်းတော့အပြည့်ပဲလို့ ပ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီရာကြောင့်မို့လို့ပဲ cherry အခုချိန်မှာတော့ဝင်သည်ဖြစ်စေဝင်သည်ဖြစ်စေ cherry ကိုလက်ခံပြီးတော့နားလည်ပေးကြတယ်လို့ cherry ယုံကြည်တယ်ဆိုတော့ cherry စူးစမ်းခဲ့တာတန်ပါတယ်ဟုတ် cherry ကိုတောက်လျှောက်ပေါ့နော်ဒီအားပေးလာတဲ့ပရိသတ်တွေ super journey မတိုင်ခင်မှာတည်ပြီးတော့နောက်ချောင်းအားပေးလာတဲ့ပရိသတ်တွေရော super journey ကျမ cherry စူးစမ်းမှုတွေကိုတွေ့မြင်ပြီးတော့စပြီးအားပေးလာတဲ့ပရိသတ်တွေရော cherry ကကျေးဇူးအများကြီးတင်ပါတယ်အာ cherry ဆက်ပြီးတော့လည်းအများကြီးစူးစမ်းသွားပါဦးမယ် cherry နဲ့အတူတူရှိနေပေးပါ cherry ကလည်း ဒီအားလုံးစိတ်မပြတ်စေရအောင်ပေါ့နော်အကောင်းဆုံးဒီ Miss မြန်မာတယောက်အနေနဲ့ဂုဏ်ချက်တည်းရရှိရှိရှိနေအောင်ပါလို့ပြောချင်ပါတယ်ဆုပါဆုပါ